မင်္ဂလာပါရှင်မြန်မာစတိုရီဟောချန်နယ်ကကြိုဆိုပါတယ်ဒီနေ့မှာတော့လော်ကီလူသားတွေဆွဲလန်းတမယ်ရတဲ့ရုပ်လာကိုတရားထူးဖြင့်အောင်မြင်ကြော်လာခဲ့တဲ့သူပါသေးရဲ့ရေဆွမ်းသတ္တိဉာဏ်ပညာနဲ့မေတ္တာတရားတို့ကိုဖော်ညွှန်းပြသထားတဲ့ထူးခြားတဲ့ဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီလိုမျိုးဇလန်းကောင်းလေးတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်လို့ချိန်နဲ့တက်တဲ့ဆိုရင်တော့ channel လေးကို လိုက်ရန် subscribe လုပ်ပြီးသွားဖို့မေတ္တာရက်ခံပါတယ်ရှင်။နမင်းနဲ့လူနဲ့လိုက်အောင်လှပတင့်တယ်ချောမောတဲ့သူပါဟာရစကြူမျိုးကပုံနာကြီးတယောက်ရဲ့သမီးဖြစ်ပါရဲ့။သူမရဲ့အလှတွေထဲမှာအဓိကအလှကမျက်လုံးပါတဲ့။သူမရဲ့မျက်လုံးကမြင်ရတဲ့သူကိုပိတ်ဆွဲဆောင်မှုရှိရပါပဲရဲ့။အပြုစင်ဘွားကလေးကကရာတရားရှိတဲ့အမျိုးသမီးလေးသူပါဟာသူ့မှာအလှတွေရှိလိမ့်မယ်။ မတိမြဲတဲ့အလှရဲ့အဖြစ်ကိုမြင်ပြီးမဟာပဇာပတိခောရမီစီမှာဘိက္ခုနီမပြုလိုက်ပါတယ်။ဘိက္ခုနီမပြုပြီးတရားကိုကြိုးကြိုးဆဆအထုတ်လိုက်တာအနာဂါမိဖိုလ်ကိုရသွားပါတယ်။အရဟတဖိုလ်တော့မရသေးတဲ့အတွက်ယဟန်နာတော့မဖြစ်သေးပါဘူး။ဒီနေ့မှာတော့သူဇာတိရာဇဂျိုးမျိုးကဇီဝကရဲ့တရက်ဥယင်တော်ကိုတပါးတဲ့တရားအထုတ်ဖို့အတွက်ထွက်လာခဲ့ပါတယ်။လမ်းချင်းတနည်းရောက်တဲ့အခါမှာတော့ ရာဇကြိုးမျိုးသားလည်းဖြစ်ရွှေပရိန်သည်ရဲ့သားလည်းဖြစ်တဲ့လူငယ်တယောက်နဲ့ရင်ဆိုင်တိုးပါတော့တယ်။လူငယ်ဟာသူ့ဘာဒီကိုမြင်လိုက်တာနဲ့အံ့ဩတက်မှတ်ပြီးဟဲ့ဘလို့အလားမျိုးပါလဲ။မျိုးလုံးတွေကလည်းကြာပန်းလိုပဲ။သူငယ်ဟာလမ်းကျင်းကိုပိတ်ဆိုပြီးသူ့ဘာဒီရဲ့ရှေ့မှာရက်လိုက်ပါသူဘာသေးရီဟာတရားအာယုံမှမွေးလျောပြီးမျက်လုံးတွေကိုအောက်သို့ချ၍လာနေရကနေခေါင်းပေါ်ကြည့်လိုက်ပြီးအေးဆေးတည်ငြိမ်စွာဖြင့် ိုအမောင်ဘိက္ခုနီမတစ်ပါးရဲ့လမ်းကိုပိတ်ဆို့တာဟာမသိညော်ပါဘူးဘလို့အကြောင်းကြောင့်လမ်းကိုပိတ်ထားတာပါလဲကျေးဇူးပြုပြီးဖယ်ပေးပါလူငယ်လေးတက်မှတ်တော့အတန်းဖြင့်အိုးနှမရခနာလေးဆောင်ပါအောင်သင်ဟာငယ်လွန်းနေလှပါလွန်းနေအခုလိုငယ်ရွယ်ချောမောတော့မှဘာဖြစ်လို့များဒီလိုသင်ငန်းကြီးကိုဝတ်ပြီးယဟန်ဘုရားကိုခံယူရတာလဲအဲ့ဒီသင်ငန်းကြီးကိုဖယ်ပြီးကျွန်တော်နဲ့လိုက်ခတ်စမ်းပါလို့ချီစားဆူပါတော့တယ် သူပါသေးရီလဲမြင်သာပြသားတဲ့အတန်ဖြင့်။အိုအမောင်တင်စကားတွေဟာ အချင်းကြီးပါပဲ။ဆက်စုပ်ဖွဲ၊ရွှန်ရှားဖွဲအပုတ်ပွားတွေပြည့်နေတဲ့မတည်မြဲဖောက်ပြန်ပျက်စီးတတ်တဲ့ဒီခန္ဓာကိုယ်ကိုသင်ကချစ်စရာလို့ထင်နေရလား။ပြောပါဦး။ငါခန္ဓာကိုယ်ကဘာကိုများသင်အဲ့လောက်တောင်နှစ်သက်ဆွဲလန်းနေရလဲ။လူငယ်ကချက်ချင်းမင်းနှမရဲ့မျက်လုံးလေးတွေကိုချစ်တာ။မျက်လုံးလေးတွေက ဆွဲဆောင်နိုင်လုံးလို့အရှိကနေမဖယ်နိုင်ပဲဖြစ်နေရတာပါလို့ပြောပါတယ်။သူပါသေးရလူငယ်ရဲ့စကားကြောင့်ဉာဏ်ဖြင့်စင်ချင်လိုက်တဲ့အခါမှာဤလူငယ်ဟာတရားစကားဖြင့်ပြည်လဲမဲ့သူမဟုတ်ဘဲကာယကံများပြုကျင့်မိရင်ဖြင့်အဝစီငရဲ့သူကြာရောက်တော်မှာကိုတွေးမိရဲ့အတွက်လူငယ်ရဲ့အကျိုးကိုမြဲပြီးလူငယ်ကိုတာယကံမှလွတ်စေဖို့လှပမှုဆိုတာမမြဲကြောင်း ပြသဖို့အတွက်တခုသီးသောနီလန်ကိုသာရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့နော်သူ့ဘာသီရီဟာသူမရဲ့မျက်လုံးတစ်ဖက်ကိုလက်နဲ့ထုတ်ပြီးပေးလိုက်ပါတယ်။သူမရဲ့စပတဲ့မျက်လုံးဟာသွေးတွေနဲ့ရောရှက်ပြီးလက်သေးကိုပါလာပါတယ်။အဲ့နော်တည်ငြိမ်သောအတန်ဖြင့်ကဲယူလိုက်ပါအမ။သင်အသေးအံလိုချင်နေရဲ့ငါ့ရဲ့မျက်လုံးကိုယူသွားပါ။ဒီလိုခိလီသားညဉ့်ဉန်းတဲ့မျက်လုံးမျိုးကိုငါမလိုချင်တော့ပါဘူး။ မထင်မှတ်တဲ့အပြုအမူနဲ့ညင်ဝင်းကို မြင်လိုက်ရတဲ့အခါမှာလူငယ်ဟာကြောက်လန့်ပြီးဒုထောက်တောင်းမှန်ပါတော့တယ်။အာအမလီအရှင်မအရှင်မကျွန်တော်ကိုခွင့်လွှတ်တော်မူပါကျွန်တော်မှောက်သွားပါပြီ။အရှင်မရဲ့တီလာဉာဏ်ပညာကိုကျွန်တော်မသိပဲပြမမိရပါကျွန်တော်သွားပါတော့မယ်။နောက်ထပ်လဲမနှောက်ရှက်တော့ပါဘူး။လို့ပြောပြီးကြောက်ရွံ့စွာနဲ့ထွက်ပြေးသွားခဲ့ပါတော့တယ်။သူပါသေးရီဟာမျက်လုံးတစ်ဖက်ထဲနဲ့ပဲရာဇကြိုမျိုးမှာ ြတ်စွာဘုရားရှင်သတင်းသုံးနေပါဝတိရှိဇေဒဝင်ကျောင်းတော်ကိုခီးဆက်လာခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကိုဖူးတွေးလိုက်ရတာနဲ့မျက်လုံးဟာပဂရီအတိုင်းအကောင်းပြန်ဖြစ်သွားပါတယ်။မျက်လုံးဟာမြတ်စွာဘုရားရှင်ရဲ့တကူတော်ကြောင့်ပြန်ကောင်းရတာဆိုတော့ပီတိတွေဖြစ်လာပါတယ်။မြတ်စွာဘုရားရှင်ကပီတိဖြစ်နေရကိုသိတော့ရဟတဖို့ရဖို့အတွက်ကမ္မထန်းကြီးကိုချက်ချင်းပေးလိုက်ပါတယ်။သူပါသေးရီဟာပီတိကိုခွာပြီး ခန္ဓာကိုယ်ရဲ့ယုံနံတရားတွေကိုဝိပဿနာဉာဏ်ဖြင့်အာယုံပြုလိုက်တဲ့အခါမှာတော့အရဟတဖို့ရသွားခဲ့ပါတော့တယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့သုဘသေးရီဇလန်းကနေဘဟုတုတ္တရအသိပညာတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်။ကျမတို့ရဲ့ channel ကနေနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗုဒ္ဓဝင်ဇလန်းတွေတရားဇလန်းများနဲ့သုတရတ္တတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ channel တွေကို subscribe လုပ်ထားပြီး notification bell လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်။အားလုံးပဲသက်ရှိကျန်းမာပြီးကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။နောက်ထပ်အသစ်အသစ်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲဘိုင်ဘိုင်ပါ။